ထူးပြုပြောကြားလိုတဲ့ချက်ကတော့မြန်မာနိုင်ငံသာမက အာဆီယံအဝင်းဝိုင်းသာမကပဲကမ္ဘာနိုင်ငံအသီးသီးကကမ္ဘာသူကမ္ဘာသားတွေအားလုံးကိုဒုက္ခပေးနေတဲ့အွန်လိုင်းကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေနဲ့မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေအကြားဆက်နွယ်မှုကိစ္စဖြစ်ပါတယ်။တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ကိုကန့်နယ်ကြားဆောင်တပ်ခေါင်းဆောင်ဝေဆန်းဝေဟွာရန်ရဲ့ထွက်ဆိုချက်တွေမှာစစ်အုပ်စုရဲ့ကာဝယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြောင်းအွန်လိုင်းလိမ်လည်မှုစင်တာတွေကိုကာဝယ်ဖို့အတွက် လိန်လေရရှိရငွေရဲ့တစိတ်တစ်ပိုင်းကိုစေအုပ်စုကိုပေးဆောင်ခဲ့ရကြောင်းအတိတ်ပဲတက်ရောက်တဲ့အချက်တွေထွက်ဆိုထားတာကိုကြည့်ရင်အကြမ်းဖက်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့ဓာတ်ရိုက်ဒါမှမဟုတ်တွေဝိုက်ပံ့ပိုးမှုရှိကြောင်းတပ်တွေတွေကထင်ရှားတာကြောင့်နိုင်ငံတကာအတိုင်းဝိုင်းကဒီရာဇဝတ်လုပ်ရက်တွေကိုရပ်တန့်မှုစေအုပ်စုပေါ်ယခုတက်ပို့တဲ့ပိတ်ဆို့ရေးယူဆောင်ရွက်မှုတွေလိုအပ်ကြောင်းတိုက်တွန်းပြောကြားလိုပါတယ်။ထပ်မံအသိပေးလိုတာကတော့မြန်မာနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံဗတ်ချန်းကို လိန်လေခံရပြီးလူရောင်းဝယ်မှုခံရမှုအရမလောအပေးစေခိုင်းခံရမှုလိန်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြားဖြန့်လိန်လယ်မှုလုပ်ငန်းတွေမှာကျူးလွန်ခံနေရကြောင်းကုညီကယ်ဆယ်ပေးဖို့အကူအညီတောင်းတာတွေငွေစေးပွားနဲ့ရာဇဝဲမှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကဇက်တိုက်လက်ခံရရှိနေတယ်လို့သိရပါတယ်။အွန်လိုင်းကခေါ်တဲ့အလုပ်တုတွေကိုအထူးစစ်စစ်ပြီးမှအလုပ်သွားလုပ်ကြဖို့နဲ့ ကြားဖြတ်နဲ့ပတ်သက်ပြီးအထူးသတိရှိကြဖို့ကျွန်တော်တို့မြန်မာပြည်သူတွေကိုအထူးသတိပေးပြောကြားလိုပါတယ်။မြန်မာနိုင်ငံအနေနဲ့အထူးသဖြင့်အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံနေကြောင်တပ်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေသတွေမှာအများဆုံးအခြေစိုက်ဖြစ်ပေါ်နေတဲ့ online ကြားဖြတ်နိုင်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းတွေကိုနိုင်ငံတကာအတိုင်းအဝိုင်းကဖြေရှင်းမှုကြိုးပမ်းဆောင်ရွက်နေမှုကိုမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အတိမတ်ဖြူချီးကျူးဂုဏ်ပြုသလို့ ပူးပေါင်းဆောင်ရွက်ဖို့လည်းအများအပြားဆင်းရဲကြောင်းပြောကြလိုပါတယ်။မြို့သားညိုရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင့်အထယ်ပေါ်ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများတိုက်ဖြတ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။အွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းအချို့ကိုစစ်တပ်ကဝင်ရောက်စီးနင်းတဲ့အောင်အယောင်ပြဆောင်ရွက်ပြတာတွေကိုကြည့်ပြီးစစ်တပ်ရဲ့လှည့်ကွက်တဲ့မဝင်မိကြဘူးအရေးကြီးပါတယ်။ ။နေကြားဆောင်တက်တွေဟာမြန်မာစစ်တပ်ရဲ့လက်အောက်ခံတက်တွေဖြစ်တာကြောင့်ဒီ online ကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေရဲ့နောက်ွယ်မှာမြန်မာစစ်တပ်ခေါင်းဆောင်တွေထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှုရှိနေတာကို သိမြင်ပြီးဒီအရင်းအမြစ်ကိုဖြတ်နိုင်ကမှဒီကိစ္စတွေခြုံငိမ့်မှာဖြစ်ကြောင်းပြောကြရင်အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။